ေယောဝလုံးပဲမင်္ဂလာမနက်ခင်ဗျနိုဝမ်ဘာလ၄ရက်နေ့ရမနက်ပိုင်းအထူးတရမြတ်ကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလေးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးမြတ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တည်င်းလေးတွေစကြရအောင် state simple မှာညဉ့်ညံစကလုံးတွေပြုတ်ပြီးဆေးစုတဲ့ရပါစုဒေါ်တော်ဦးကိုစစ်တပ်ကဖမ်းဆီးလိုက်တယ်လို့တည်င်းထွက်ပေါ်နေပါတယ်။ နဝမတရက်နဲ့နှစ်ရက်နေ့ကရန်ကုန်မြို့တဝနမှာကျင်းပခဲ့တဲ့ Overflow Festival ပြောပြပွဲမှာ State Symbol ကနဲ့ကွန်ဒုံဝေရင်ညင်းရန်စကလုံးတွေပြောဆိုခဲ့တဲ့ဝိညုံနာဆိုတဲ့ဒီတာအဖွဲ့ကရပါဆိုတော့တူရဲ့ရောက်တံဖာလုံမှုကိုရက်မှာတက်လာခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်အဲ့ဒီအဆူတော်ကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးပြောင်းအမှုပညာအတိုင်းအဝိုင်းနဲ့အဆူတော်ရဲ့ဇာတိမြုပ်ကရင်းမြစ်အချုပ်ကရေးသားနေကြပါတယ် ဒီအဆူရောရပါဖန်ဆီတဲ့အကြောင်းကိုယွန်လေးကလည်းသူ့ရဲ့လူမှုကွေရပေါ်မှာဖန်ဆီခဲ့ပြီလို့យေတာထားပါဗျ။ယွန်လေးကရေးပြီးဆိုရင်တော့အတီးပြောလို့ရပါပြီ။အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးလူအများစုကဝေဖန်နေကြတယ်။အထူးသဖြင့်စစ်ခွေထုတ်ခံတဲ့လော်ဘီတွေတစင်ဦးဂျုံမျိုးမင်းသူတို့တွေကတအားဝေဖန်ကြတယ်။ဘာဖြစ်လို့ဝေဖန်တာလဲဆိုတော့အဲ့ဒီဗီဒီယိုလိုင်းပေါ်မှာမပြန့်ခင်ကစီမာရပါတယောက်ရဲ့ပြောသွားတဲ့စကားကိုစစ်ခွေလော်ဘီတွေမဘာသာတွေကဖန်ခိုင်းတာဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုကိုတစ်ချက်လောက်ရှုကြရအောင်ဒီနည်းဆုံးတော့ကဘာတဝမ်းလုံးမှာရှိတဲ့စောက်နိုင်ငံတွေထဲမှာငါတို့လိုပဲအဲ့လိုပဲဆင်းရဲနေတဲ့မွေးနေတဲ့ငါတို့စောက်နိုင်ငံတွေအများကြီးရှိရဲ့အဲ့စောက်နိုင်ငံတွေအကုန်လုံးမှာဇိုင်းခံပစ္စည်းကဘာလဲသိလားအဲ့ဒါလိန်ဆက်ဆန်ခြင်းပဲကဲတုံငယ်ချင်းတို့ကြားတဲ့အတိုင်းပဲစောက်နိုင်ငံရင်လို့ပြောတာကိုဒီစစ်ခွေထောက်ခံတဲ့ပြည်သူတွေစစ်ခွေတွေကကတ်ကွတ်တာဖြစ်ပါတယ်အမှန်ပြောရမယ်ဆိုရင်တော့အခုကျွန်တော်တို့နိုင်ငံကစောက်နိုင်ငံဖြစ်သွားပြီဒါကတကယ်အဖြစ်ပြက်ပဲ ဆုပ်ပစ်တဲ့နေလို့ဆုပ်နိုင်ငံလို့ခေါ်တာကို secret တွေကမကျင်းတဲ့လို့ဖန်တယ်လို့ကျွန်တော်ကတော့တုံ့တက်ချင်ပါတယ် jfire ကလည်းသူစင်ပေါ်မှာပြောတဲ့စကားတွေ secret ကဖန်ရပါလေမှန်ဆိုရင်တော့ secret lobby တွေကအားပေးတယ်ဒီကောင်ကိုထောက်ခံကြတယ်သူပြောသွားတဲ့စကားတွေသူငင်ချင်းတွေလည်းနားစင်ပီတာဖြစ်မှာပါသူလည်းနိုင်ငံရေးအကြောင်းပြောတာပဲစင်ပေါ်မှာတော်လှန်ရေးဖက်တော်သားတွေကိုတွေ့ဝိနေနဲ့ပြောတာပဲအဲ့ဒါကိုတော့မဖန်ဘူးဒီ secret တွေထိလို့ဖန်တာဖြစ်ပါတယ်နောက်တရင် မူကုံမြုပ်ကိုကာကွယ်ဖို့အတွက်အညာမှတော်လှန်ရေးအင်အားစုတွေအနေနဲ့လာရောက်ပူးပေါင်းမှုတွေရှိတယ်လို့ဒေတာခံပီတူတွေကလည်းမြုပ်ကာကွယ်ရေးအတွက်တက်နိုင်တယ်လို့ဝိုင်းကူပင်စင်လောက်ကိုင်းနေကြတယ်လို့မူကုံမြုပ်ပီတူတို့ထမသိစီရပါတယ်။အညာဖက်ကတော်လှန်ရေးရေးပေါ်တွေမူကုံမြုပ်မှာရောက်ရှိနေကြပြီလို့သိစီရပါတယ်။ဆောင်တွင်ရောက်ခါနေပြီဆိုတော့မြုပ်ခံတွေကလည်းဆောင်တွေလူကြတယ်။ဒေတာခံပီတူတချို့တွေကလည်းជីဖူးအတွက်စုပြီးမှ၄တောင်း၅တောင်းထိပ်ပေးကြတယ်လို့လည်းသိစီရပါတယ်။ ဒါအာရရှာတရင်ပိပိမဂျီနုဆရာတရင်လည်းဖြစ်ပါတယ်။ကောင်းလေတဲ့တတင်းတော့တတင်းကျောက်ပြုံမြောက်ပင်တွေအရခတ်တတော်အေထင်းချောက်ထသည့်နေမင်းများကိုထူးဆစ်စင်နေသည့်အချမ်ပစစ်တက်ဤစစ်ချောင်းတောင်းချောင်းတွေနှချောင်းတပြပီနောက်ထပ်ကြံရှိသည့်စစ်ချောင်းတချောင်းကို အင်အားထပ်မံဖိတင်ကာတာလွန်အင်အားများဖိလေချောင်းရေချောင်းနှင့်မေပင်လက်နက်ကြီးပိကူများယူလျက်တန်ချောင်းရကိုထပ်မံထူးဆစ်စင်တိုက်ခိုက်လာသည်ဟုတည်ရင်ရရှိထားပါသည် ယခင်ကအချမ်းဖက်စစ်တပ်ဒီဒညဝတီရေတက်စခန်းတီစီယာတိပောက်တိတ်နေဖက်မှကလပါရွာတော့ဦးတီထူစစ်နေတီစစ်ချောင်းတချောင်းကုန်းချုံတိတ်နေဖက်မှချောင်းဝရွာတော့ဦးတီထူစစ်နေတော့စစ်ချောင်းနဲ့ရေတက်ရင်တုံးစနေမှထုံနောက်အင်အားများဖြစ်ထူနေတီစစ်ချောင်းတုံးချောင်းရှိခဲ့သည်ဟုသိရှိရပါတယ်ယခုလက်ရှိတွင်တိပုတ်တောင်စစ်ကြောင်း၌ဂုံချူဖက်ကစစ်ကြောင်းမှပြတ်သွားကရေတိုက်ရင်တုံးစနစ်မှစုဖွဲ့ထားသောစစ်ကြောင်းတစ်ကြောင်းသာကျန်ရှိတော့ပြီး ละกองสิจังดียาคู่อาคาอิงอาต้องอยากคันผิดอิงอาเพี้ยนคุยกาไตช่องเจยอเตาอูดีสิจังทุลาตะผิดเอเอแน่อะปินอัฐานเตปวยผิดปวานีดีหูตะดินยาชีทาบาเรสิจังต้องจังแน่ทุสิสินดาอะคู่ตะจองเบจันโดเดเอดีตะจองกูอิงอาผิดเดไตเดအခုလက်ရှိတိတ်ပွေးတွေအရန်ပင်ထန်နေပါတယ်ဟုမေပင်ဒေတာခန်စီရဲ့တရင်ရမိကပြောပါတယ်။တစ်ဖက်စလုံးမှာထိခိုက်တိုက်စုံမှုရှိတယ်လို့လည်းသိရပါတယ်။ ထိခိုက်တိုက်စုံမှုအရေးအတွက်ကတော့မတိရရှိသေးပါဘူးအေအေကတကယ်ဆိုရင်ဒီခွဲတွေဘယ်တော့မှခံနိုင်မှာမဟုတ်ဘူးအဲ့ဒီစကြောင်းတစ်ကြောင်းလဲကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့မကြခင်ပြတ်သွားမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစကြောင်းတွေက B2 စစ်တွေတားများနေလို့ပါစစ်ကြောင်းနှစ်ကြောင်းပြုတ်တစ်ကြောင်းပဲကျန်ကောင်းလိုက်တဲ့တဒင်းတော့တဒင်းကုလသမဂ္ဂကသူတို့ရဲ့တရားဝင်နိုင်ငံခေါင်းဆောင်များစည်းမှာဖန်စီတင်းတင်းခံထားရတဲ့ တမတအူမီနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုတ်ကူဒေါအောင်ဆန်းစုကြည်တို့ကသာမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တွေအဖြစ်ဆက်လက်ဖော်ပြထားတာကိုတွေ့ရှိရပါတယ်။ကုလသမဂ္ဂရဲ့နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့နိုင်ငံချက်ရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်တဲ့အောက်တိုဘာ29ရက်နေ့ဆွေးပါစည်းင်းထားကမ္ဘာနိုင်ငံအသီးသီးရဲ့ဘေးအစိုးရကိုကုလသမဂ္ဂကတရားဝင်အဖြစ်အတိအမှတ်ပြုတ်တယ်ဆိုတဲ့အဓိကတန်တမာရေးရာ အငြိုကင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီစရင်ရဲ့စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်အခုလိုဖော်ပြထားပါတယ်။ကုကူကူယာယီတမတအဖြစ်သတ်မှတ်ထားတဲ့အာနာတင်းခွေးခေါင်းဆောင်ကဒူးလှိုင်ရဲ့နာမည်နဲ့ယာထူးကိုဒီစရင်မှာလုံးဝထိတ်သွင်းဖော်ပြထားတာမရှိပါဘူး။ လရှိကုလသမဂ္ဂဆိုင်ရာမြန်မာအမေတန်ကိုစလီအဖစ်ဦးကျော်မှုထွန်းကိုထားရှိထားပြီးသူဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာထောက်ခံကြောင်းကုလသမဂ္ဂမှတရားဝင်ပြောကြားခဲ့ပါတယ်။တွေးကြလာနာမည်လေးအမေဆုနာမည်နဲ့တမတာအိုးမင်းတွေ့မှာပါ။စစ်ခွေးခေါင်းဆောင်တွေတကောင်းမှမတွေ့ရတဲ့အတွက်စိတ်တော့ဝမ်းနေပါတယ်။သူတို့နာမည်တွေကတော့အကြံဖက်နာမည်တွေမှာပါပါတယ်။စိတ်မကောင်းဘူး။ကောင်းလိုက်တဲ့တဲ့နောက်တဲ့ တန်အမျိုးသားလူမျိုးရေးတပ်မတော် TNLA ကမူကောင်းမျိုးမှနိုဝင်ဘာ20ရက်နေ့နောက်ဆုံးထားဆုတ်ခွာမိဖြစ်တဲ့ဖြစ်မြို့ခများကိုလည်းထူရက်မတိုင်ခင်မူကောင်းမှဆုတ်ခွာကြရန်တော်လှန်ရေးတပ်ဖွဲ့များကတတိပေးကြကြောင်းမြို့ခများကပြောပါတယ်ပကဖနဲ့မြို့ဟာကနိစက်ရာပြောတာ20ရက်နေ့နောက်ဆုံးတဲ့ဒုဒုတ်ကရှောင်းခိုင်းတာဒါပေမဲ့အပြိုးပေလွေတာကြီးငွေရှိဦးမှလည်းရှောင်းစုတာကလွေတယ်ငွေလန်းခင်းရတာ အရင်တစ်ခေါက်ပြီးလောက်ကုန်တဲ့ငွေတောင်ပြန်ရှာမရနိုင်သေးဘူးကခတွေကမူးထုနေတယ်ဟုမူကုံမြုတ်ခံအမျိုးသမီးတဦးကပြောပါတယ်လက်ရှိတွင်မူကုံမှမန္တလေးမြို့အထက်လူတဦးကိုကခအနေဖြင့်ငွေချက်ချုပ်တင်ကုန်ချမီဖြစ်ပြီးမိသားစုလိုက်စုပါကချက်တင်နှစ်တန်းခန့်ကုန်ချနိုင်တဲ့ဖြစ်အများစုမှာအခက်အခဲဖြစ်နေကြောင်းမြုတ်ခံများကပြောဆိုထားပါတယ်ဟုတ်တယ်နော်မြုတ်ခံတွေကလည်းတနာစရာကောင်းပါတယ်မြုတ်ကနဲ့မထွက်ရင်လဲလူရုပ်မာတွေကဘုံမလာကြီးမယ် ထပင်းတော့လည်းဖိတ်ဆံမရှိကြဘူး PDF တွေလည်းဖိတ်ဆံရှိတာမဟုတ်ပြန်ဘူးဘလူနီနဲ့ကျွန်တော်တို့ကူညီကြမလဲဒါပဲစဉ်းစားရတယ်ကွာစိတ်မကောင်းဘူးစိတ်မကောင်းဘူးကွာနောက်တရင်တောင်ကြီးတဆောင်တိုင်းမိပုံပြန်ပွေလေးရတာအတွင်နှစ်ဦးတည်ဆုံးပြီးလူပေါင်း၃၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်အောက်တိုဘာလ၂၉ရက်နေ့ကစတင်ကျင်းပခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြုပ်တဆောင်တိုင်းပွေတော်မှာရတီဥတုဆူရွာမှုနဲ့မိပုံပြန်တွေရဲ့ချူယွမှုကြောင့် လူတည်မှုတွေအထိရှိလာတာဖြစ်တယ်လို့သိရှိရပါတယ်။ဒီလောက်ကျွန်တော်တို့နိုင်ငံဆော့ပြတ်တနေတဲ့အချိန်မှာအဲ့ဒီပွဲမှာတွားနေတဲ့လူတွေကိုအံ့ဩတယ်နော်။ညအတိုင်းရှိတယ်။ပုပ်ကူတော်လည်းမင်းညကတွားသေးတယ်။အများကြီးလူတွေကျွန်တော်တို့နိုင်ငံကနှစ်ဖက်ချွန်းလူတွေတအားများတယ်။နိုင်ငံရေးနဲ့ကျွန်တော်မဆိုင်ဘူးဆိုတဲ့လူတွေအများကြီးအဲ့ဒီလူတွေတနည်းအကြုံတဲ့အချိန်မှာသူတို့ခံစားလိမ့်မယ်။သူတို့မခံစားခင်မှာတော့ပြောပါကြပေါ့။အခုပြည်သူစစ်တချို့တွေတွေ့ကြတယ်မဟုတ်လား။ အဖမ်းခံရတဲ့အချိန်မှာသူတို့နိုင်ငံရဲ့အကြောင်းတွေမသိဘာတွေမသိကျွန်တော်နိုင်ငံဘာဖြစ်တာလဲဆိုတာတော့မသိတဲ့လူတွေအများကြီးအဲအဲ့ဒီလူလူမျိုးတွေများတယ်ကျွန်တော်နိုင်ငံမှာတနေ့ကျသူတို့ခံမှာပါလင်းမှာကြလင်းမယ်ခုချိန်မှာတော့ပြောပါကြပေါ့နိုဝင်ဘာလ၄ရက်နေ့ရဲ့မနက်ပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲကိတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံးတရုတ်ဆောင်တောင်းပြုတ်သွားတာကိုတစ်ချက်လောက်နားဆင်ကြည့်အောင်တစ်ဖက်ကတော့အချိန်ချင်းမတရားမှုကိုကျူးလွန်နေတယ်တစ်ဖက်ကအချိန်ချင်းမှုတွေအဲလူတက်မှုတွေအချိန်ချင်းကျူးလွန်နေတယ်ဆိုတာတော့ပြည်သူတွေကမြင်ပြီးသားဒါပေမဲ့ ဒီနိုင်ငံရေးကြောင့်မဟုတ်ပဲနဲ့ကျွန်တော်တို့တွေကလက်နက်ကင်လို့ပဲဒီလိုမျိုးတွေဖြစ်နေရတာပါဆိုတော့ပုံရိပ်မျိုးချိန်မောမောက်တာဖန်တီးလာတော့အဲ့လိုမျိုးယုံဒီယုံကြည်နေတဲ့ကလေးငယ်တွေလူငယ်တွေကုနာကိုညီသူတို့ပြောလို့အဲ့လိုလူငယ်တွေအများကြီးပဲပြည်တွင်းထဲမှာရှိတယ်ကျွန်တော်လူငယ်တွေလို့သမျှ mainstream တွေ stream တွေ stream တွေ game တွေအများကြီးကျွန်တော်ဝင်ပြီးကြည့်ပြီးလေ့လာပြတယ်သူတို့ mindset တွေအားလုံးထဲမှာလဲအဲ့လိုမျိုးဖြစ်နေမလားပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့တွေအရေးကြီးဆုံးက ဟိုအခုလိုအချိန်မှာပြည်သူတွေအပြင်ခုနကကိုညီသူတို့ပြောသလိုလူငယ်တွေကလည်းအရေးကြီးတယ်လူငယ်တွေရဲ့ပါဝင်မှုလူငယ်တွေရဲ့ဒီပေါ်မှာအလေးနက်ထားမှုကကျွန်တော်တို့ဟိုအာနာရှင်ကိုအဆုံးခန်းတိုင်အောင်ဖြက်စီးနိုင်မှုတွေအဓိကအရေးကြီးတဲ့ခွန်အားတစ်ခုပဲဆိုတော့လူငယ်တွေကတခြားမြင်ပြီးတော့ဟိုလူငယ်တွေကပဲဒီလိုဒီအာနာရှင်ကအခုတက်တည်လဲမယိုင်းစော်ကားပြီးတော့လူတွေကိုတတ်ဖြတ်နေတယ်ဆိုတာ အာနာရှင်ကတက်တက်လုံနေတာပဲဆိုတော့တေချာမြင်စေခြင်းနဲ့တေချာသိစေခြင်းနဲ့ဒါဝါရမိုင်းတစ်ခုကိုတေချာပလန်ကြကြလူတွေတက်ဖြတ်ပြီးတော့ဖန်တီးနေတယ်ဆိုတော့သိစေခြင်းနဲ့ဆိုတော့အဲ့ဒါအဲ့ဒါကိုခုလိုမျိုးအချိန်မှာသူတို့ဒီလိုရုပ်ရှင်လေးတစ်ခုနဲ့ဖန်တီးလိုက်တာကလူတွေကိုအများကြီးအများကြီးအိမ်မက်ကနေနှုတ်ထနိုင်စေတယ်လို့မြင်တယ်အဲ့ဒါကျွန်တော်ကခုနကဒီစကားဝိုင်းအစားမှာကောင်းပါရဲ့လို့ပြောတဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲဘာဖြစ်လို့လဲဆိုတော့ လူတွေလူတွေအိပ်ကျော်ပြီးတော့အိပ်ကျော်ပြီးတော့ဟိုပင်မန်းတော့ငိုက်ငိုက်နေကြတာပေါ့နော်ငိုက်နေတဲ့အချိန်မှာဒါနှုတ်ထလိုက်စီရဲ့အိမ်မက်ကနေနှုတ်ထနိုင်စီတဲ့အကြောင်းအရာတစ်ခုပဲမတရားမှုတွေကိုနှုတ်ထလိုက်နိုင်စီမဲ့အကြောင်းအရာတစ်ခုလို့မြင်တယ်ဆိုတော့ကျွန်တော်ပြည်သူတွေကိုယုံတယ်ကျွန်တော်ကိုယ်လည်းပြည်သူတယောက်အနေနဲ့ပြန်ပြီးတော့ motivation ဖြစ်စေဖြစ်သွားတယ်ဆိုတော့အဲ့ဒီလိုကျေးဇူးများကြီးတင်တယ်ခုလိုဇလန်နေမြမရိုက်ပေးပါလို့ကျွန်တော်တို့အနာစသိတဲ့အချိန်မှာဘူးမှမပါဘူးကျွန်တော်တို့ရအာတော့ချောက်ဟိုဟို အော်ဟစ်ပြောဆိုနေပေမဲ့အဲ့ကြမှာပြည်သူတွေဟာဟိုလူဝိုင်းကော်ပြီးဒီလူဟာဆဲကြတဲ့အချိန်မှာအဲ့ကြမှာဟာအသက်တန်ငါတို့ပါရောမယ်ဆိုပြီးပါကြတာအားလုံးကအဲ့တော့အစ်ကောလည်းကျေးဇူးတင်ပါတယ်လို့တဘောကြရဲကွာဒီနေရာမှာတော့ဒေါင်းချစ်သွားပြီကွာတကယ်ပြောတာဘိုးမအမှုပညာရှင်တွေကပညာသားသားနဲ့ဆိုတာဓာတ်ထီတယ်နော်တုံရှင်တော့အဲ့လိုမျိုးဖြစ်ရမယ်ပြည်သူချစ်တဲ့အမှုပညာရှင်တွေကဖြတ်ထွင်းရင်ကောင်းတယ်အပြောအဆိုတွေမိတ်တယ်တွေဝိတ်နဲ့အမှုနီးနဲ့ချက်သွားတာဒါမိတ်တယ် ဒါလေးစပါတယ်ကေဒါဆိုရင် dot no video ဖြစ်တဲ့ brother ရေဘိုတို့ရဲ့ interview ကိုတစ်ချက်လောက်ရှုကြရအောင်ဒီဘောအမည်ကိုအမည်ပြောပြပေးပါတော့။ဟောကျွန်တော်နာမည်ကကောင်းခန့်တယ်ပါ။ရဲဘော်တွေကဇီဘဲလို့ခေါ်ပါကြ။တက်ကောဘယ်လောက်ရှိပါလဲ။ကျွန်တော်တက်ကောကို26နှစ်ရှိပါပြီ။ဟုတ်။ဒါရှိတက်ရင်မှာကဘာတော်ထမ်းဆောင်နေလဲ။ကျွန်တော်အခုတက်ရင်မှာတော့ကျွန်တော်ချင်းမောင်ရဲရဲဘော်ဖြစ်တောင်းထမ်းဆောင်နေပါတယ်။ဟုတ်ကဲ့ပါ။ ဒီတော်လိုင်းဟင်းမတိုင်ခင်ပေါ့နော်ဘာလောက်ခဲ့လဲဒီတော်လိုင်းဟင်းမတိုင်ခင်အောင်ကျွန်တော်အရင်အစိုးရဝင်နေတော့လုပ်ဘူးပါဗျာဟုတ်အစိုးရဝင်နေအောင်ဆွေးဝင်တာဘာနာရှိလားကမောင်းမို့ဖြစ်ချင်တဲ့ဆန္ဒမျိုးရှိလားကိုကြိုးစားရဖြစ်နေပါလေရဲ့နဲ့ဘာလို့မလုပ်ခဲ့လဲဘာဖြစ်လို့တော်လိုင်းဟင်းလို့ဖို့ရေးချယ်ဖြစ်ခဲ့ဝန္နာပါရှိလာဆိုကျွန်တော်ကယောက်ျားလေးဆိုတော့ဘလုံးကနာအရင်ဝန္နာပါဖြစ်ချင်တဲ့ဆန္ဒရှိလာဆိုကျွန်တော်တို့အိမ်မက်တွေခိုးရကြတော့ဘာလဲဆိုတော့ကျွန်တော်ကကိုရီးယားကိုရမ်းသွားခြင်းနေတာ အကူရောက်သွားနိုင်မှုအတွက်လည်းကျွန်တော် EP ရဲ့တင်နန်းနေတက်တယ်ပတ်ဝန်းပတ်ဒုတိရောက်ပြီးတော့ဆောင်ပွဲအောင်ဖြည့်ရောမလို့ပဲဒါပေမဲ့အဲ့ချိန်မှာတော့ကျွန်တော်ကြားပြခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံကလူခွင့်ရေးတွေလွတ်လပ်မှုတွေအကုန်ဆုံးရုံးထားတာဗျာကျွန်တော်အိမ်မက်တွေဦးစားပြီးကျွန်တော်ကိုယ်တိုင်ကိုလူယုံပြီးကျွန်တော်အိမ်မက်တွေလှုပ်လိုက်လေကျွန်တော်နိုင်ငံအမှောင်ကြီးမှာပဲဆက်ရှိနေဦးမှာပဲဒါပေမဲ့ကျွန်တော်နိုင်ငံကြီးကတကယ်လှပါပါဗျာ ကျွန်တော်စေကူအိမ်မက်တီတဲ့စာရင်ကျွန်တော်တို့ဒီနိုင်ငံရေးကိုပြဒီအမှောင်လူတွေကနေအရင်ဆုံးဆွဲထုတ်ခြင်းလေအဲကြောင့်မလို့လေကျွန်တော်ဒီဒေါ်လာရေးကိုအရင်ဆုံးဥစားပေးပေးပြခဲ့ရဖြစ်ပါတယ်။ဟုတ်တယ်။ကျွန်တော်နာမည်ကတော့အာကာသောရေဘောနာမည်ကတော့လာတယ်။အတက်ကဘယ်ရှိတာလဲ။တက်က23ရက်။တချို့တက်ရင်ဘာတောင်းထားဆောင်လဲ။တချို့တက်ရင်မှမြေပြင်တက်ခိုင်ချင်တယ်။ဟုတ်ကဲ့။ဒီတော်လည်းမတိုင်ရင်ဘာလုပ်ခဲ့လဲ။တော်လည်းမတိုင်ရင်ကျွန်တော်ကြောင်းလာတယ်။ဘာနာရှိလား။ ဘာမှဖြစ်ချင်တဲ့ဆန္ဒမျိုးရှိလားဘာလို့မလုပ်ခဲ့လဲကိုကျိုးစားရင်လည်းဖြစ်ပါလိမ့်မယ်ဘာလို့တော်လိုင်းရေးလို့ဖို့ပဲရွေးချယ်ဖြစ်ခဲ့လဲဝါဒနာကတော့ကျွန်တော်ကားပိုင်းညိုဝါဒနာပါတယ်ဖြစ်ချင်တဲ့ဆန္ဒကတော့ကျွန်တော်ဂျပန်သွားခြင်းနဲ့ကျွန်တော် MP level ကြီးပတ်ပြီးသွားပြီးတခုတည်းကြီးဓာတ်ရေးဆိုကိုအကုန်လုံးပတ်ပြီးသွားပြီးခဏရင်တော့ကိုယ့်အိမ်မက်တွေကိုအကောင်းကြီးဖော်ချင်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်စိတ်ကတော့မရပါဘူးကျွန်တော်သွားခြင်းနဲ့နိုင်ငံတူတက်လို့ကျွန်တော်နိုင်ငံနဲ့တူတက်နိုင်တာပဲလေ ကျွန်တော်နိုင်ငံမှာရေကြိုးရည်လည်းရှိရယ်ပထဝီမြေနေထားရလည်းကောင်းတယ်ကျွန်တော်တို့မှာနေပညာမရှိရင်တော့တင်လို့ရရပဲအဲ့ဒါခက်ခဲတဲ့အရာမှမဟုတ်ဘူးဒီကပြဿနာကကျွန်တော်တို့နိုင်ငံမှာဆယ်စုနှစ်ချီပြီဖြစ်နေတဲ့ဆရာနိုင်စနစ်ပဲအဲ့ဒီအရရင်ဆုံးတိုက်ထုတ်ရမယ်ဒီစနစ်ကြီးပြီးတိုင်ခြုံငင်းသွားတဲ့တနေ့တော့ကျွန်တော်အိမ်မက်တွေအတွက်ကျွန်တော်ချူဆောင်မှာပေါ့အစ်တော်မှန်ဆုံးပါရောအမေလေးအိမ်လုပ်ရပါတော့ရေဘာနမေအောင်ပါဟောနမေရချစ်ကိုအဘက်ကတော့အသွားရှိနေလဲမဆက်ဘူးမရှိတဲ့ရင်မှာတော့ဘာတောင်ထမ်းဆောင်နေလဲ ဆောင်းလုံးဌာနမှာဒီတော်လိုင်းရေးမတိုင်ရောဘာလို့လုပ်ခဲ့လဲဘာလို့လုပ်ခဲ့လဲဆိုကုမ္ပဏီဝန်ထမ်းမှာဟုတ်ကဲ့ဘာမှရှိလားကမမို့ဖြစ်နေတဲ့ဆန္ဒမျိုးရှိလားကိုကျိုးစားနေဖြစ်ပါလိမ့်မယ်ဘာလို့မလုပ်ခဲ့လဲဘာလို့တော်လိုင်းလုပ်ဖို့လဲရွေးချယ်ကြည့်ခဲ့ဝါဒနာကတော့တချင်းဆိုရယ်ဖြစ်နေတာတော့ကြောင်းစရာပေါ့လေခကိမီးတယ်လို့ပေါ့ဘာလို့ဆက်မလုပ်ခဲ့လဲဆိုတော့ဟိုဘသူမဆိုကတော့ကိုစိတ်ကူအိမ်မက်တွေနာဝယ်ဘသူမဆိုရကိုစိတ်ကူအိမ်မက်တွေတောင်းဟုတ်ပဲလိုက်ရှင်တာပါ ဒီလိုကျန်းတန်းခက်ခဲတဲ့လမ်းပဲရေးချက်ကျန်းမှာအမိုင်းဘေးတောင်ကြီးကမျိုးရနိုင်ငံသားတွေပေါ်ကြားလာပြီလို့ရှင်အပြစ်မနေထမ်းထမ်းလာရမှာကျွန်တော်ရှောင်ပေးလိုက်တဲ့ထားအောင်ဗျာလူတွေအကုန်လုံးအဲ့လိုမျိုးတွေးနေလို့ရှင်ဒီနိုင်ငံကြီးကဆက်အနာရှင်စိတ်ကြိုက်ဖြစ်သွားမှာပေါ့အဲ့ကြောင့်ကျွန်တော်ဒီလမ်းကိုဆက်ပြီးရေးချက်ခဲ့ဟုတ်တယ်ပြောသွားတာတွေတားမိတ်တယ်နော်ကျွန်တော်တို့တော်လှန်ရေးရေးပေါ်တွေကအသိပညာကြွေဝတဲ့လူတွေပညာမတတ်ရင်တောင်မှရိုးရိုးလူတွေမရှိဘူးအသိစိတ်မိမာတဲ့ရေးပေါ်တွေကြီးပဲစစ်ခွေးတွေနဲ့နှိုင်းရှင်တော့နှိုင်းရှင်ရှာတော့မလို့ဘူးစစ်ခွေးတွေက ။ချောင်းထဲကကြွက်တွေလိုပဲစိခွေးတွေကနှိုင်းရှင်တော့တတိလက်ရှိကြတဲ့စိတ်တက်လက်မိမာကြတယ်။အတွေးအခေါ်တွေလည်းတအားမိကြတယ်။ကျွန်တော်တို့ရေးပေါ်တွင်တအားကိုလေးစားရှာကောင်းပါတယ်။သူတို့ပြောထားတဲ့စကားတွေကိုကုကုကုခန်းစားကြည့်။မလွေတဲ့ကိစ္စတွေနော်။တအားမိတယ်။ကေဒါဆွင်တော့ no video ။ရွေးကောက်ပွေးလား fashion show ပွေးလားဆိုပြီးပုတုမရဲ့လောင်းတန်တစ်ချက်လောက်နှာစင်ကြည့်အောင်။ရွေးကောက်ပွဲလား fashion show ပွဲလားမသေးကွယ်ဘူး။ကျမကအရင်ကဆုံးဖြတ်ချက်ချတာက ွေးကဝန်နာနေရင်ကျွန်မနိုင်ငံရေးအကြောင်းအရာတွေမပြောတော့ဘူးကျွန်မအနာယူတော့မယ်အဲ့ဒီလိုဆုံးဖြတ်တာဘာလို့လဲဆိုတော့ဒီအချိန်ကကျွန်မတို့လိုမျိုးသားနိုင်ငံရေးသမားတွေရှေ့ထွက်ရမယ့်အချိန်မဟုတ်တော့ဘူးကျွန်မတို့2019 2020ကနေပြီးတော့အခု9နှစ်နိုင်ငံရေးအခင်းကျင်းစီးရေးနိုင်ငံရေးအခင်းကျင်း9နှစ်လုံးလုံးကျွန်မတို့ပြည်သူနဲ့အတူတူရှိခဲ့ပြီးပြီနော်ပြည်သူတဲ့လှုပ်ရှားမှုတွေဆိုလို့ရှိရင်လည်းသူများကိုဘယ်လိုလုပ်ပါဆိုပြီးလမ်းပေါ်မှာမြောက်ပေးအောင်တတ်တမ်းမဟုတ်ပဲနဲ့မြေပြင်မှာကိုယ်ကဥဆောင်ဥရွက်နဲ့ အများကြီးလှုပ်ရှားခဲ့ပြီးပြီအဲ့ဒါအချိန်ကနေရယူမဲ့လူတွေအာနာယူမဲ့လူတွေရှေ့ထွက်ရမယ့်အချိန်နေရယူမဲ့လူတွေအာနာယူမဲ့လူတွေကလူဒုနဲ့ယုံကြည်မှုတိဆောက်ရမယ့်အချိန်ဒါကြောင့်မို့လို့အဲ့ဒီနေရနဲ့အာနာယူမဲ့လူတွေကိုအချိန်ပေးတော့အပြင်ရောသူတို့ပြောပါစီဆိုရင်ကိုရေကနောက်ဆုံးပေးမယ်လို့ဆုံးဖြတ်ချက်ချထားတာအခုဒါတော့အဲ့ဒီနိုင်ငံရေးသမားအများစုကိုကြိတ်လိုက်တဲ့အခါကျတော့ယောက်ျားတွေဆိုလို့ရှိရင်လည်းတိုက်ပေါအင်ဂျီရင်းနဲ့စက်တေခေါင်းပေါင်းနေနဲ့ဓာတ်ပုံတွေရိုက်ပြီးတော့သူတို့ပါတီတစ်ချင်းနဲ့ ဘိုင်းမော်တင်ကြတယ်။မိမာတွေဆိုလို့ရှိရင်လည်းပဝါကြီးတွေရှေ့ကိုခြားပြီးတော့လူကြီးလူကောင်းတွေဆန်ဆန်ကြီးတွေပေါ့နော်ခက်ခန်ကြီးနဲ့ဆန်ဆန်ကြီးတွေတက်ပေါ်ရပြီးလိုင်းမော်တင်ကြတယ်။သူတို့အကောင့်တွေထဲမှာဝင်ကြည့်လိုက်လို့ပို့ဆယ်ခုရှိရင်၅ခုလောက်ကအဲ့ဒီလိုအရင်မရအဖက်မရကျွန်တော်ကတော့ဘယ်ပါတီရဲ့ဘယ်မျိုးနဲ့ကိုယ်တိုင်လောင်းမှာကျမကတော့ဘယ်ပါတီဘယ်မျိုးနဲ့ကိုယ်တိုင်လောင်းမှာအဲ့ဒီ၅ခုလောက်ကအဲ့ဒီလိုတက်တယ်။ကျန်တဲ့၃ခုလောက်ကသူတို့သွားတယ်လာတယ်စားတယ်တောက်တယ်အဲ့ဒါကိုတင်တယ်။ဒီကူကိုအကျိုးပြုတယ်ပို့ကနှစ်ခုမရှိဘူး။ เนาะဆိုတော့ခင်ဗျားတို့ကမတာနဲ့ရောင်းနဲ့မလိုင်းတူလို့ပဲကိုယုတ်နဲ့ကြက်ကြီးကောင်းပေါင်းနဲ့လိုင်းမလိုင်းလည်းမတိကြဘူးဇွတ်တီဟုတ်တယ်ဟုတ်တယ်ဟန်တယ်ခရီးရိုးပွဲမလုပ်ကြနဲ့ဒါနိုင်ငံရေးပွဲရွေးကောက်ပွဲခင်ဗျားတို့ကဘယ်လိုနိုင်ငံရေးဘွားရေးရှိပါလဲခင်ဗျားတို့ကဘယ်လိုရည်မှန်းချက်တွေရှိပါလဲခင်ဗျားတို့ကဘယ်လိုပလန်တွေရှိပါလဲခင်ဗျားတို့နေရာရတဲ့အခါခင်ဗျားတို့အာဏာရတဲ့အခါအနာဂတ်နိုင်ငံတော်ရေးကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့ပလန်တွေကိုလူတို့ကိုချပြ what ရွေးကောက်ပွဲမှာလူတို့နဲ့လဝချင်းတဲ့ကိုပေးပြီးဂရိကဝလူတို့ရဲ့ယုံကြည်မှုကိုယူရမှာဖရှင်ရှိုးပွဲလောက်ရမှာမဟုတ်ဘူးတော်တော်ချာတူးလန်နေမြင်ကြရတယ်နော်ဆိုတော့ပြောချင်ပဲပြောလိုက်ရပြီရွေးကောက်ပွဲနာနေရင်နားပါမယ်လို့ဆုံးဖြတ်ချက်ထားပါမှခင်ဗျားတို့အများစုကအဲ့ဒီလိုဖရှင်ရှိုးပွဲလုပ်နေကြလို့ကျွန်မဆရာမလောက်တာနော်အာမနာပဲပြောလိုက်ရပြောပါလားเออအခုလိုပြောမှာမပုတ်တူကိုပူချစ်တော်တဲ့လူများမှာများများပြောအားပေးမယ့်လူများမယ်မန္တကူတိပြောရတဲ့အတွက် အားပေးတယ်ဘသူ့မှမကြောက်နဲ့တည်လားအားပေးတယ်ဒါကြောင့်ဒီနေ့နင်းနေလေးချိုးသွားတယ်စားတာပါမြားကြီးချိုးပါတယ်ကေဒါဆွင်ဒေါ်နိုဗီဒီယိုအမျိုးဘာသာတနာချစ်လောက်ဘီတူစစ်သေးဝင်တဲ့လူငယ်တွေအနိုင်ချင်းခံရတဲ့အကြောင်းပြောင်းကြည့်ပါပြောတာလေတစ်ချက်လောက်နားစင်ကြည့်အောင်ပါစာတွေခေါ်တယ်ဟဲ့လားစစ်မှုတန်းတွေခေါ်တယ်ခေါ်ပြီးတော့စစ်တပ်ထဲမှာကောင်းကောင်းမွန်မွန်ဆက်ဆံသလားဆိုတဲ့ခါကျတော့လေတက်တွေကနှိမ်ချဆက်ဆံပြီးတော့အနိုင်ချင်းနေရာရှိတယ် ဟိုအနိုင်ကျင့်နေတဲ့ကိစ္စတွေပါစတွေဟိုအနိုင်ကျင့်နေရတဲ့အထိကျွန်တော်တို့တွေ့လာရတယ်เนาะအဲ့တော့ခလာရ399ပေါ့ဗျာเนาะလှိုင်ပွဲတက်ကနေပြီးတော့ဝင်ခဲ့တယ်အာကိုအမျိုးဘာသာသာသနာတွတ်ဆက်ခံယူချက်နဲ့ကိုသဘောနဲ့ကိုဒီပြည်သူစစ်ထဲကိုဝင်ခဲ့တာဖြစ်တယ်ပြည်သူစစ်မှုထမ်းဥပဒေနဲ့ဝင်ခဲ့တာဖြစ်တယ်ဝင်ခဲ့ပြီးတော့အခုခံပြီးလေ ဟိုကြုံတွေ့နေရတဲ့အခြေအနေမှာ channel passer တွေသူတတိပုဂ္ဂလတွေရဲ့ဒီအတွေ့အကြုံခံစားမှုကျွန်တော်ပြောတာเนาะအကုန်လုံးကိုတော့ကျွန်တော်မပြောလို့ဘူးတော်ပါသော်လည်းပဲဒါမျိုးခံစားမှုတွေအခုရှိနေတယ်လက်တွေ့ဖြစ်နေတယ်အဲ့တော့ဒါမျိုးခံစားမှုတွေဘယ်လောက်ဒီဖြစ်နေဆိုတော်တော်များများကျွန်တော်ကြားသိနေရတယ်အထူးသဖြင့်အဲ့ဒီလိုင်ပွဲတို့ concrete တို့ဘက်မှာ passer တွေကိုအနိုင်ကျင့်မှုတွေရှိတယ်ဆိုတော့ကိုကျွန်တော်တို့လုံးဝကြားသိနေရတယ်အချက်လက်ကကျွန်တော်တခါတည်းနဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်အချက်လက်တွေတစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးချိန်ရမှတာလဲတေချာမှတာလဲ data တွေပြည့်မှတာလဲကျွန်တော်အနေနဲ့ပြောတာဖြစ်တယ်ပေါ့နော် မျိုးဘာသာသာသနာအတွက်ဆိုပြီးတော့ဝင်သွားတာဝင်လဲဝင်တော့အထဲရောက်မှပဲအခုဆိုလို့ရှိရင်အခုဆိုအနိုင်ကျင့်ခံနေရတယ်ပေါ့ဗျာနော်တချို့ပါစတွေစေးတီချာချာမကုပေးလို့ငှက်ဖြားတွေမိကြတယ်ဗျာနော်စေးတီတီချာချာမကုပေးလို့သိဆုံးသွားတဲ့ပါစတွေလည်းရှိတယ်အဲဒါကသိဆုံးသွားတဲ့ပါစတွေတမိုးကြတယ်အဲနောက်ထပ်မိမိအိမ်ကနေပြီးတော့မိမိပိုက်ဆံမှာပြီးသုံးတာနော်သုံးတာကိုသူတို့ကိုအတိမပေးရကောင်းသလားဆိုကောင်းလားဆိုပြီးတော့အဲပါစတွေကိုကျုပ်ဖို့အိတ်တွေ သူ့နာမည်ပါလဲဘိုးကြီးမင်းနိုင်တယ်နော်ဘိုးကြီးမင်းနိုင်ပေါ့အဲ့တော့ကျိုးဘိုးအိတ်ပြင်လာတယ်ကျိုးဘိုးအိတ်ကိုစစ်သုံးကျိုးဘိုးအိတ်ပေါ့အဲ့ထဲမှာအလေးပင်ထည့်ခိုင်းတာထည့်ခိုင်းလာပြီးတော့မြောင်းတူးခိုင်းတယ်မြောင်းလေးတူးခိုင်းတယ်တနာကြီးရနဲ့၃နာရီတူးတူးခိုင်းပါလေနော်၃နာရီတူးခိုင်းလို့မပြီးသေးဘူးမကျင်နိုင်ရင်ထပ်တူးခိုင်းတယ်အဲ့တော့ဒါလေးကပါလဲချွေးတက်ဆွဲတာလားခင်ဗျအနိုင်ကျင့်နေတာလားပါစတွေကိုခေါ်ပြီးတော့စစ်တပ်မှာပြောမထားနဲ့ဟိုဘယ်လိုမှမဆိုတော့စစ်တပ်မှာခေါ်ပြီးအနိုင်ကျင့်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်ပါစတွေကို ဟုတ်လားစစ်မှုထမ်းအတင်းတော့ဆွဲကြတယ်စစ်တပ်ထဲရောက်တဲ့ခါကျတော့ကောင်းကောင်းမွန်မွန်စစ်စစ်ထဲမှာပျော်အောင်မထားတဲ့ပြင်ကိုအဲ့ဒီကော့ဂရိတ်ဘက်အဆိုးဆုံးပဲနော်ကော့ဂရိတ်နော်ခလာရရတယ်တော်တော်အဆိုးဆုံးပဲလို့ကျွန်တော်ကြားသိရတယ်ပေါ့ဗျာနော်ဂျန်တဲ့နေရာတွေမှာတော့ကျွန်တော်၃နိုင်ချီတူခိုင်းတယ်၃နိုင်ကျတော့နောက်ထပ်တနေရာကိုထပ်ပြီးတော့တူခိုင်းပါတယ်နော်အဲ့တော့တော်တော်လေးပေါ့ဟိုဒါမျိုးပတ်စတွေကိုအနိုင်ကျင့်မှုတွေကကြားမကောင်းတော့ဘူးပေါ့ဗျာနော်ဒါတွေကတော်တော်သူတို့ တွက်ကကျွန်တော်တို့မှမပြောဘူးဆိုရှင်ဘယ်သူမှပြောမှာမဟုတ်ဘူးဗျာနော်ဟုတ်တယ်တော့ပတ်စာတွေကိုအနိုင်ကျင့်လို့ရှိရင်ဒါကျွန်တော်တို့လုံးဝသိခံမှာမဟုတ်ပါဘူးနော်ကျွန်တော်တို့ဘာလို့ခါလဲနံပါတ်တွေဗျာဒူးနေတဲ့အဆင့်ကိုပြောပြပါလိမ့်မယ်နော်ကိုလိုင်းပွဲခမာယာ399ကိုဟိုကြီးနော်ဘကမင်းနိုင်အဲသူကတော့လောလောအနိုင်ကျင့်နေတဲ့ပုံကိုပေါ့ဗျာနော်ပတ်စာတွေကိုအနိုင်ကျင့်နေအဲပတ်စာတွေခင်ဗျာမငက်ဖြားတွေမိကြတယ်နော် ချက်ကျွေးတာလည်းမကောင်းတဲ့ခါကြတော့တော်တော်များများဒုက္ခတွေရောက်ကြတယ်ကိုအိမ်ကနေကိုပိုက်ဆံမှာပြီးတော့စားတော်မှာပဲသူ့ကိုအတိမပေးလို့ဆိုတဲ့ပုံစံမျိုးတွေအထိအဲ့ဒါအနိုင်ကျင့်နေတာရှိရပါတော့အာဝင်းချင်းချောင်းပေါ့ကွာအမျိုးပါတာတတနာကိုချစ်တဲ့လူငယ်လေးတွေမြန်မြန်ဝင်ကြပါစစ်ခွေတက်ကိုကာကွယ်ပေးချင်တဲ့လူငယ်လေးတွေအများကြီးရှိတယ်ဝင်ကြပါအားပေးတယ်တကယ်ပြောတာပြီးမှမင်းတို့ထောက်ခံတဲ့စစ်ခွေတက်တွေဘလူဖြစ်တာလဲဘလူအခြေအနေရောက်တာလဲလူလူနားလေကြလာဆိုတော့ကိုမင်းတို့တပုတ်ပုတ်ကြမှာဝင်ကြအားပေးတယ်ကျွန်တော် မြန်မြန်ဝင်ကြเนาะစစ်ခွေးတက်ကိုထောက်ခံတဲ့ပြည်သူလူထုကိုပြောတာเนาะမင်းတို့မဝင်ရဲရင်စစ်ခွေးတက်ကစစ်မှုထမ်းဖို့အတွက်ပြန်ဖမ်းမှာပဲအဲ့ဒါကြောင့်မင်းတို့ကစစ်ခွေးတက်ကိုထောက်ခံနေဆိုတော့မြန်မြန်ဝင်ကြပြီးမှအရသာတိတော်မှာပေါ့မဟုတ်လားပြောင်ကြည့်ပြောသွားတာလင်တာမဟုတ်ဘူးเนาะအမှန်တကယ်ပြောတာကျွန်တော်တို့ပြောရင်မင်းတို့ကဘာညာကိုကလင်ပြောတာတတိမှတွေပြောတာလာအောင်မှာမင်းတို့ထောက်ခံတဲ့မင်းတို့ရဲ့လော်ဘီကြီးပြောင်ကြီးကကုတိုင်ပြောတာเนาะအမှန်တွေကြီးပဲ ဟုတ်ကဲ့ပါတို့မြင်ချင်တော့ဒီမနက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ဂျမိုင်းကိုစိတ်ကြပါ I love you all God bless you all thank you for your time